စုစုကတော့အခုပဲမိင်္ဂလာဆောင်ပြီးတော့မှရာဇိုင်းကိုရောက်လာခဲ့ခြင်းဖြစ်ပါတယ်။အရင်အိမ်မှာမကြီးနှစ်ယောက်ကအစကတည်းကရှိနေခဲ့ပါတယ်။ပြီးတော့ရောက်ခမလေးရှိတာပေါ့။မကြီးနှစ်ယောက်ရဲ့နာမည်ကတော့စန်တာနဲ့နန္ဒာပဲဖြစ်ပါတယ်။ညီမလေးရဲ့ဒီအိမ်ကိုပထမဆုံးစရောက်ပြီးဆိုတာနဲ့သူတို့ကိုစိန်ခေါ်မှုတစ်ခုပေးတယ်။ညီမလေးကရောအဲဒီစိန်ခေါ်မှုကို လုပ်နိုင်မလား။ဟုတ်ကဲ့ပါရပါတယ်။ ဒါပေမဲ့အဲ့ဒီစိန်ခေါ်မှုကိုကျမယောက်ျားသူ့ရဲ့အကိုနှစ်ယောက်ပြီးလို့ရှိရင်ယောက်ျားမတွေအရှိမပဲအဲ့ဒီစိန်ခေါ်မှုကိုပေးရမယ်နော်အဲ့ဒါဆိုရင်တော့ပိုကောင်းတာပေါ့နေ ਉਹ ငါအခုပဲအကုန်လုံးကိုသွားခေါ်ခဲ့မယ်စန်တာကြီးနင်ဘသူကိုမှသွားခေါ်စရာမလိုပါဘူးငါတို့အကုန်လုံးဒီမှာပဲရှိတယ်ပြော့ဘာကိစ္စလဲယောက်ခတိနဲ့ယောက်ျားမကြီးကျမတို့စကားကိုတခြားလီနားထောင်ပေးပါနော်ယောက်ျားမကကျမတို့အိမ်ကိုဆက်ဆက်ချင်းရောက်ခန့်တော့ ကျမတို့အိမ်ကိုစစချင်းရောက်တဲ့အချိန်မှာစိန်ခေါ်မှုပေးတယ်မလားအဲ့ဒီစိန်ခေါ်မှုကိုပဲသူ့ကိုပေးမလို့အေးပါအဲ့ဒီစိန်ခေါ်မှုကဘာလဲအဲ့ဒါအရင်ပြောပြပါအောင်ရောက်ခမအမေကသမီးတို့ကိုသမီးရင်ချက်ခိုင်းနေစိန်ခေါ်မှုပေးတာမလားအခုသူ့ကိုလည်းအဲ့လိုပဲစိန်ခေါ်မှုပေးမလို့လေအဲ့ဒီထဲမှာစီကန်ဆက်တစ်ခုရှိတယ်အစားအစာကို2မိနစ်အတွင်းချက်ပြုတ်ရမယ်ဟာနေတို့ပေးတဲ့စိန်ခေါ်မှုက တော်တော်ခက်တာပဲအနားပါတယ်သူကတွေးနေပြီး နှစ်မိနစ်ထဲနဲ့ဘလို့လို့ထမင်းချက်နိုင်ပါတော့မဟုတ်ပါဘူးအမေရေသမီးချက်နိုင်ပါတယ်သမီးကဒီစိန်ခုံမှုကိုလက်ခံပါတယ်ဒါပေမဲ့သမီးစကားတစ်ခုကိုလည်းနားထောင်ပြေအောင်နော်အဲ့ဒါဘာရောအဲ့ဒီအရာကဘာလဲဆိုတော့ဒီနေ့ကနေစပြီးကျမကပဲမိဖို့ကြောင့်နေဝင်မှာကျမကလွဲပြီးတော့မှတခြားသူဘသူမှမိဖို့ကြောင့်နေဝင်ပြီးထမင်းချက်စရာမလိုဘူးကျမပဲထမင်းချက်မှာကြည့်ရတာဒီညီမလေးကယူသွားပြီနဲ့တူတယ်ကိုတွင်းကိုတူးနေတယ်ငါတို့ကဒီအချက်ကိုဘာလို့လက်မခံရမှာတော့ ဟုတ်တယ်မလားအမေငါ့ကိုဘာမေးနေရတော့ငါကထမင်းဟင်းမချက်ရတာဟုတ်ဒီလိုဟာနေတော့တိုင်ပင်လိုက်ငါကတော့ TV ကြည့်ဖို့သွားတော့မယ်သားတို့ရေသားတို့လည်းကိုယ့်အလုပ်ကိုလုပ်ကြတော့သူတို့သူတို့အလုပ်ကိုသူတို့လုပ်လိမ့်မယ်ဒါနဲ့ယောက်ျားကြီးရှင်အပြင်မှာထိုင်ပြီးတော့မှသတင်းစာတွေပါတွေဖတ်လေဒီမှာဘာရက်လုပ်နေရတော့ဟာမင်းကတော့ချွေးမတွေအရှိမာတော့ငါကိုအိတ်ခါချနေတယ်ပေါ့ဒီလိုနဲ့ပဲအားလုံးကသူ့နေရာနဲ့သူအလုပ်တွေလုပ်နေကြကြတယ် အမတို့ကိုဒီတိုင်းပါဇက်နဲ့ပြောလို့မရဘူးဒီမှာစာရွက်မှာလက်မှတ်ထိုးပေးလိုက်တော်ကြာအမတို့ကမိဘကြောင့်နေဝင်ပြီးထမင်းချက်မယ်ဆိုလို့ရှိရင်အမတို့ရဲ့ရွှေငွေရတနာတွေအကုန်လုံးပေးရမယ်နော်ပြီးလို့ရှိရင်မိဘကြောင့်နေဝင်ခဲ့တယ်ဆိုလို့ရှိရင်နေ့တိုင်းနေ့တိုင်းပဲကျမခြေရောက်ကိုနေပေးရမယ်ညီမကြီးကြည်ရတာညီမကယူသွားပြီနဲ့တူတယ်ပေးပေးပေးငါလက်မှတ်ထိုးပေးမယ်နန်းထောင်နေလဲလက်မှတ်ထိုးပေးလိုက်ဒီလိုနဲ့ငါတို့ကထမင်းချက်ဆရာမလို့ငါတို့အေးအေးဆေးဆေးနန်းနန်းအနေနဲ့နေလို့ရပြီလေ ငါတို့အတွက်ကတော့အရန်ကောင်းနေအစူကတော့သူရဲ့မင်းနှစ်ယောက်လုံးရှေ့ကနေနေပြီးလက်မှတ်ယူလိုက်ပါတယ်ပြီးတော့မိဘကြောင့်နေဝင်ပြီးသူမကိုရိုင်းထမင်းချက်ခဲ့တယ်အမနီအတွင်းမှာပဲဆူဆူကမိသားစုအားလုံးအတွက်စားစရာပြုပြင်ပေးခဲ့တယ်။ဂျာဖာကြီးတို့ချွေးမကြီးဒါကအဂီခောက်ဆွဲကြီးပဲ။ဟုတ်တယ်လေအမေရဲ့နမနစ်အတွင်းမှာဆိုရင်တော့မဲဂီပဲလှုပ်လို့ရမှာပေါ့။စင်ဦးတော့ချက်လို့မမရတာဒီလိုပြောပြီးရီခဲ့ပါတယ်။မရအောင်မရအောင်ဒါကတော့ဆင်လိုက်တာပဲအဲ့လိုလှုပ်လို့မရဘူး။ နှစ်မိနစ်အတွင်းမှာထမင်းဟင်းတွေအကုန်လုံးချက်ရမှာလေမကြီးရင်ဒါအကုန်လုံးချက်ထားတာပဲအကုန်ကြက်အောင်ချက်ထားတာလေအစိမ်းမဟုတ်ဘူးကျမကတော့ကျမစိန်ခေါ်မှုကိုပြီးအောင်လုပ်ပေးပြီပြီနော်အဲ့တော့မကြီးတို့ဒါပါဇက်ပိတ်ပြီးတော့မှစားလိုက်ကြတော့အေးပါဆန်တာနဲ့နန္ဒာကြီးမိနစ်အတွင်းလဲမဲဂီခောက်ဆွဲပေးရမှာလေစားလိုက်ပါတော့အစာအသောက်ကတော့ဘလို့လွတ်ချက်နိုင်မှာတော့စုစုကဒီစိန်ခေါ်မှုမှာသူအနိုင်ရသွားပြီကျေးဇူးအများကြီးတင်ပါတယ်ကိုကြီး စားလိုက်စားလိုက်မဟုတ်လေဒီနေ့ကနေစပြီးတော့မှနေတို့နှစ်ယောက်ကမိဖို့ကြောင့်နဲ့ဝင်စရာမလိုတော့ဘူးလေသမီးရင်ချက်စရာမှမလိုတော့တာဟုတ်သားပဲအဲ့ဒါကိုသမီးတို့ကမစဉ်းစားလိုက်ဘူးပဲဟုတ်ပြီဒီနေ့တော့ခောက်ဆွဲပြုတ်ပဲစားလိုက်တော့မယ်ဒီလိုနဲ့အားလုံးကအဲ့ဒီရမှာမက်ဂီခောက်ဆွဲပြုတ်ကိုပဲစားပြီးတော့အိတ်သွားခဲ့ကြတယ်နောက်နေ့မနက်မှစစူကအမြန်ထပြီးတော့မှခဏအချိန်အတွင်းမှာပဲအကုန်လုံးမနက်စာပြင်ပေးပြီးခဲ့ပါပြီစစူကမိသားစုအားလုံးကိုခေါ်ခဲ့ပါတယ်အမေနဲ့အဖေရင်အကိုတို့မကြီးတို့ ဒီမှာလာခဲ့ကြပါဦးမနှက်စာပြင်ပြီးသွားပြီနော်ခဏနေကြရင်အေးသွားလိမ့်မယ်ချွေးမအငယ်ကတော်တော်တော်ရာပဲဒီလောက်အမြန်မနှက်စာပြင်ပြီးပြီပေါ့ဒီလိုနဲ့အားလုံးကသူတို့လုပ်ကိုထားပြီးတော့မှမနှက်စာစားဖို့ဆိုပြီးတော့မှစပွဲပမာလာခဲ့ကြတယ်မမေမနှက်စာအတွက်ပါစတာကိုပဲလှူထားခြင်းဖြစ်ပါတယ်ချွေးမရေဒါဘာကြီးတုံးအမေဒါကပါစတာလေအမေမကြိုက်ဘူးလားအမေရဲ့အခုက breakfast ဆိုတော့သူကပါစတာပဲလှုပ်ပြီးမှပေါ့ မနက်စောစီထမင်းဟင်းနေချက်ပြီးမှမဟုတ်တာအေးဟုတ်တယ်ဒါပြောတာလည်းမှန်တယ်လွယ်ဖြင့်ငါကပထမဦးဆုံးပါစတာစားရတော့မှဆိုတော့ကောင်းတာပေါ့မနက်စာစားပြီးတော့မှဒါ၃ယောက်ကတော့ အလုတ်သွားခဲ့ပါတယ်အင်းကသူတွေကလည်းသူတို့အလုတ်ကိုသူတို့လုပ်နေကြတာပေါ့ညအချိန်မှာဒီကို၃ယောက်ကအလုတ်ကနေအင်းကိုပြန်လာတဲ့အခါမှာသူတို့ကအရန်ကိုဗိုက်စာနေခဲ့ပါတယ်စွစွရင်ထမင်းဟင်းချက်ပြီးသွားပြီလားအရန်ဗိုက်စာနေတယ်အခုထိတော့မချက်ရသေးဘူးကျမစဉ်းစားထားတာတော့ ရှင်တို့ရောက်လာလို့ရှိရင်လက်လက်ဆက်လေးချက်ပေးလိုက်မယ်လို့စဉ်းစားထားတာငါတို့သားဆိုလို့ရှိရင်အရင်ဆုံးထမင်းဟင်းနဲ့အကုန်အစင်သစ်ချက်ထားတာဒါမဲ့လေအခုကငါတို့ဝင်ချက်လို့မှမရတာစီကံကိုဖောက်ဖျက်လို့မှမရတာကျမရဲ့အရင်ချက်ရတဲ့မကြီးတို့ရေစိတ်မပူနဲ့နော်ကျမထမင်းဟင်းချက်တာကတနေ့တောင်မကြဘူးထမင်းသားစပွဲပေါ်မှာလာခဲကြပါ9မိနစ်အတွင်းမှာအကုန်အစင်သစ်ဖြစ်စေရမယ်ညာရဲ့ဝိအင်ကြီးတွေနဲ့ပြလဲပြီးတော့မှထမင်းသားစပွဲမှာလာခဲကြတယ် ရင်ချိန်မှာစုစုကအလောင်းအတွက်ခောက်ဆွဲကြော်လုပ်ပြီးယူခဲ့ပေးတယ်။ဒါပါတော့စုစုရေစုစုဒီဟင်ကိုရောက်ကြတဲ့ကမဲဂီလှုပ်လိုက်ပါစတာလှုပ်လိုက်ခောက်ဆွဲကြော်လှုပ်လိုက်နဲ့ဒါပါရီလုံနေတာတော့ကျမကတော့ဒါရီပဲလှုပ်တတ်တယ်။ထမင်းမချက်တတ်ဘူး။အဲ့ဒါဆိုလို့ရှိရင်ဘာလို့မကြီးနှယောက်ကိုလက်မှတ်ထိုးခိုင်းခဲ့တာလဲ။နင်ပဲထမင်းချက်မယ်ဆိုပြီးတော့ဟာအမေကလည်းကျမကထမင်းမချက်ဘူး။ကျမကအလောင်းအတွက်စားစရာမလုပ်ပေးဘူးလို့ဘယ်တော့ကပြောလို့တော့ ိမ်မှာကျမပဲအစားစာတွေချက်မယ်ဒါပေမဲ့လည်းကျမချက်တိတိဟာပဲချက်မှာပေါ့ကျမကတော့အမေတို့အတွက်ခေါဆွဲပြုတ်ပေးမယ်အာစတာလုပ်ပေးမယ်ခေါဆွဲကြော်ပေးမယ်တခါလေးပါက လုပ်ပေးမယ်သမီးကဒါပဲချက်တတ်တာလေအဲ့ဒါကလွယ်ပြီးဘာမှမချက်တတ်ဘူးဟာစွတ်စွရေနေယူသွားပြီလားငါတို့ကတဘောအလုံးဒါတွေပဲထိုင်စားနေရတော့မှာလားဒီသမီးမချက်တတ်ဘူးဆိုလို့ရှိရင်ဘာလို့ဒီစိန်ခေါ်မှုကြီးကိုလက်ခံခဲ့တာလဲပြီးတော့ဘာလို့ဓာရီကိုလှုပ်ခဲ့တာလဲ အနည်းဆုံးတော့မကြီးတွေကနေ့ကိုထမင်းချက်တာတင်ပေးလို့ရတယ်လေအဲ့ဒါကဘာလို့လောက်တာလဲဆိုတော့ကျမရဲ့မကြီးနှစ်ယောက်ကကျမကိုနှိမ့်ချကြန်တာလေပြီးတော့စိန်ခေါ်တယ်တဲ့ကျမကိုစိန်ခေါ်ရင် ကျမကဘယ်တော့မှနောက်မဆုတ်ဘူးစိန်ခေါ်ရင်တိမ်ပေါ်ထီအောင်လိုက်တယ်ကျမကိုချင်းချင်းခင်နဲ့ပြောလိုက်ရင်ကျမကဘာမဆိုးကောင်းကောင်းမလုပ်ပြီးမှာပဲပြီးတော့အမှန်တရားလဲပြောပြလိုက်မှာပေါ့ကျမထမင်းမချက်တတ်ဘူးဆိုပြီးတော့မှတပတ်အတွင်းမှာပဲသူတို့နှစ်ယောက်ရှိကနေထမင်းချက်တာတင်လိုက်လို့ရတယ်လေ ဒါပေမဲ့လည်းသူတို့ကစိန်ခေါ်မှုတစ်ခုလုပ်ပြီးတော့မှကျမရဲ့မာမာနာကိုထိခိုက်ခဲ့တယ်။ငါတို့ကိုခွင်းလွှတ်လိုက်ပါငါတို့မားသွားပါတယ်။ဒီလိုရောင်းမတွေမရည်ရချားတဲ့မှာတော့တံမျိုးကိစ္စတွေကနည်းနည်းပါဖြစ်တတ်ပါတယ်။ဒါပေမဲ့လည်းနင်ကတော့ဒီလောက်ထိကြီးမားတဲ့အရာကြီးလုပ်ခဲ့တယ်။ငါတို့ထမင်းချက်ချင်ရင်တော့မှချက်လို့မရဘူး။ဘာလို့ချက်လို့မရမှာလဲ။ရတာပေါ့။မရည်တို့ပိုင်နဲ့ရွှေငွေရနိုင်အားလုံးစမကိုပေးလိုက်ပြီးလို့ရှင်ကျမကိုနေ့တိုင်းခြေောက်နှိပ်ပေးရမယ်။ဒါဆိုချက်လို့ရပြီလေ။ ဟုတ်ပါပြီငါတို့ရှိမှာဗာနီလန်းအမလည်းမရှိတော့ဘူးချာလဲဘာမှလုပ်လို့မရတော့ဘူးအမရေကျမတို့ရှိမှာရွှေငွေရတနာတွေရှိတယ်မလားအဲ့ဒါတွေသူ့ကိုပေးလိုက်ရအောင်အဲ့ဒါမှကျမတို့ထမင်းချက်နိုင်ပါပြီးရင်ညနေရောက်တဲ့အခါကျလို့ရှိရင်လည်းသူ့ကိုခြေထောက်လေးနှိပ်ပေးရအောင်မယ်လေအမြန်လောက်ပါဒီလိုနဲ့မင်းကြီးနေရောက်ကသူတို့ရှိမှာရှိတဲ့ရွှေတွေအကုန်လုံးကိုစုကိုပေးလိုက်ပါတယ်အရင်ကမှထမင်းချက်ခဲ့ကြတယ်တနအိတွင်းမှာပဲအစားအသောက်ကောင်းနေချက်ပြီးတော့မှပြင်ဆင်ပေးခဲ့တယ်အလုံးကပေါင်းပြီးတော့မှ ထားခဲ့ကြတယ်။အဲဒီချိန်မှာစုစုကပြောတယ်။မကြီးတို့ရေမကြီးတို့ကထမင်းချက်တာတိတ်ကိုထော်တာပဲနော်။ကျေးဇူးအများကြီးတင်ပါတယ်စုစုရေ။စုစုအမြန်စားလိုက်တော့နင်ချစ်တော့လည်းနင်းပေးရအောင်မယ်လေ။ဟာမကြီးတို့ကလေကျမကအဲ့လောက်ရိုင်းနေသူမဟုတ်ပါဘူး။ကိုထက်အကြီးတွေကိုကိုချစ်တော့ကိုနှိတ်ခမ်းရမယ်နဲ့။မကြီးတို့ကကျမကိုနောက်ခဲ့ကြတယ်မလား။အဲ့လိုပဲကျမလည်းမကြီးတို့ကိုနောက်တာပါ။တကယ်မဟုတ်ပါဘူး။ ဒါပေမဲ့လေမစကားတစ်ခုကိုနားထောင်ရမယ်အဲ့ဒါမှကျမလည်းကျွေးတွေအကုန်လုံးပြန်ပြီးမင်းချွေးမတို့ရဲ့အရင်ဆုံး तू ဘာပြောမလဲနားထောင်ပြီးမှပဲ तू ပြောတာကိုလက်ခံနော်တေချာစဉ်းစားဆင်ခြင်ပြီးတော့လို့အမေကလည်းဘာလို့သမီးကို ရှင့်အောင်လုပ်နေရလဲကျမကဘာကိုပြောချင်တာလဲဆိုတော့ကျမကဒီခောက်ဆွဲပြုတ်တယ်ခောက်ဆွဲကြော်တွေလှုပ်တတ်တယ်ဒါမဲ့ထမင်းဟင်းတို့ချက်ပါတီတို့မချက်တတ်ဘူးအဲ့ဒါကိုကောင်းကောင်းချက်တတ်အောင်မကြီးတို့ကကျမကိုသင်ပေးရမယ်အဲ့ဒါဆိုကျမတို့300ပေါင်းပြီးတော့မှထမင်းဟင်းနေချက်ကြမယ်လေ ုစုရေငါတို့ထင်ထားတာတော့နေကတကယ်ကိုမာနာကြီးတဲ့သူတယောက်လို့ထင်ထားတာဒါပေမဲ့လေအခုတော့နေကအဲ့လိုမဟုတ်ဘူးပဲနေကငါတို့ရွှေတွေကိုလည်းပြန်ပြီးတော့မှပြီးတော့ခြေရောက်လည်းမနေခိုင်းတော့ဘူးပဲအေးတကယ်ဟုတ်တာပဲသူ့ရဲ့စိတ်ထားကိုလည်းငါတို့ကနားမလည်နိုင်ခဲ့ဘူးပဲထားလိုက်ပါတော့ဘာပဲဖြစ်ဖြစ်အကောင်းအတွက်ပဲဖြစ်တာပါဒီလိုနဲ့သူတို့မိသားစုပျော်ရွှင်မဲနေထိုင်သွားကြပါတော့တယ်